Hello အားလုံးပဲမြင်ကြတော့ပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ David De Gea တို့ကျွန်တော် Nico Williams တို့အပြင် မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတချို့ကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့အများကြီးသတိမထားမိပေမဲ့လို့ပေါ့နော်ဒါလူငယ်တိုက်စစ်ကစားမလေးဖြစ်တဲ့အန်ဇိုကာနာကတော့မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်ချုပ်ဖို့အတွက်အင်္ဂလန်ကိုဒီနေ့ရောက်လာမယ်ဆိုပြီးတော့သိရတယ်ဒီကောင်လေးကလက်ရှိပြင်သစ်မှာကစားနေတာပါပြင်သစ်ကျွန်တော်တို့အနေနဲ့ဒီသူတို့ပြင်သစ်အတန်ကြီးကကောင်းကောင်းမထွက်တယ်ဘူးပြာနော်လာဟာဗဲလာဘာတော့နော်အဲ့မှာကစားနေတာဆိုတော့အသက်၁၈နှစ်ပဲကျွန်တော်ရှိသေးတယ်ဆိုတော့အတင်းနဲ့စာချုပ်ချုပ်ဖို့ဒီနေ့ရောက်လာမယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ကျွန်တော်လည်းပဲဒီကစားမနဲ့ပတ်သက်လို့ သိဘူးเนาะကျွန်တော်ပြည်သက်တီဈာထဲမှာလဲအဲ့လောက်ထိဒီကစားမနဲ့ပတ်သက်လို့ရင်းနှီးဈာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะဆိုတော့ဒါပါဒါကလူငယ်ကန်တာပေါ့ဗျာအသင်းဘက်ကတော့လက်ရှိဘယ်လိုပြောမလဲ Ineos တို့ဘာလို့လက်အောက်မှာလူငယ်တွေနဲ့ပတ်သက်လို့ရှိရင်အမှန်ကန်အဖြစ်နေတာတော့သိလားကျွန်တော်တို့ဒီရင်းနှီးတဲ့ကစားမတွေကောနော်လူကြားထဲမှာရေပန်းစားကြတဲ့သူတွေကောဘယ်သူမှမသိတဲ့သူတွေကောအသင်းဘက်က potential ကောင်းနေဆိုတဲ့လူငယ်ကစားမတွေကိုအမှန်ကန်ခေါ်နေတာနော်စီကူကူနီတို့လိုကစားမတွေနော်ပြီးလို့ရှိရင်ကျွန်တော်တို့လာချီတိုတို့လိုကစားမတွေအပြင် လူငယ်ခြေတက်ကစားမတွေဒါမှမဟုတ်ခြေစွမ်းကောင်းကောင်းပြနိုင်မဲ့အနာဂတ်အလားလားကောင်းတဲ့ကစားမတွေကိုအတင်းကအမှန်ကန်အားဖြည့်နေတာ Eden Heaven တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲအာဆင်နယ်ကနေကိုကျွန်တော်ရအောင်ခေါ်ထားတဲ့ပုံစံမျိုးတွေဒါကိုကြည့်ရင်အတင်းရဲ့ပေါ့နော်ကျွန်တော်ဒီ Carrington နဲ့ပတ်သက်လို့ရှိရင် ပြန်ပြီးတော့အတင်းဘက်ကအာယုံဆိုင်နေတဲ့အခြေအနေမျိုးပဲ Carrington ကနေပြီးတော့လူငယ်တွေတောက်လျှောက်ထွက်အောင်လို့ကျွန်တော်ပေါ့နော် ပြန်ကျိုးမန်းနေတာသူသဖြင့်ပြီးခဲ့တဲ့နှစ်ဒီကိုကျွန်တော်ပြန်တွေးကြည့်ရင်အသင်းဘက်ကဒီကစားမားတွေနဲ့ပတ်သက်လို့ရှိရင်ဗောနော်ဒါငွေကြေးတွေကျွန်တော်အများကြီးပုံပေးပြီးတော့ခေါ်တာမျိုးတွေပဲကျွန်တော်တွေ့နေရတာနောက်ပိုင်းကာနေဒန်ကနေပြီးတော့ကောင်းကောင်းကန်ထွက်ခဲ့တဲ့သူဆိုတာဟို green ဦးနောက်ပိုင်းဘယ်သူမှရှိတာမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့အခုလက်ရှိအသင်းဘက်ကအတင်းရဲ့ guarantee မှာ product ဒီပြန်ပြီးတော့ထွက်အောင်လို့ကြိုးပမ်းနေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့နောက်ထပ်လူငယ်ကစားမလေးတယောက်ကိုလည်းဒါအတင်းကဒါထပ်ပြီးတော့ခေါ်နိုင်တော့မယ် ်ဒါကတော့ဒါလူငယ်နဲ့ပတ်သက်လို့ပေါ့လေနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့နဲ့မကြခင်မှာကစားတော့မယ့် Europa League Semi Final ပထမအကြော့เนาะကလာဒီအတွက်ပေါ့เนาะပြိုင်ဘက်ဖြစ်တဲ့ဒါ Bilbao အသင်းရဲ့ကစားမ Nico Williams Nico Williams ကပြီးခဲ့တဲ့နေ့ကကြံ့ခံမှုစစ်ဆေးတဲ့ test ကိုအောင်မြင်ခဲ့တော့ Manchester United နဲ့ကစားမယ့် Europa League ပထမအကြော့ Semi Final ကိုပါဝင်ကစားနိုင်မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့က report တွေရကျွန်တော်တို့သိရတယ်အဓိကအားဖြင့်ကျွန်တော်တို့ဒီ ဒီကောင်လေးကဗောနော်အမှန်တမ်းပြောရင် United Tides ခန်းစစ်ကိုကောင်းကောင်းတုတ်ကပြီးမဲ့တယ်မှာပါတယ်။သူမတိုင်ခင်ကလည်းဘီဝါဝေးရဲ့ကစားမကောင်းတယောက်ရှိတယ်ဗျာ Sunset ဆိုတဲ့ကစားမ။အဲ့ကစားမကလည်းတော်တော်ကောင်းနေတယ်။ဒါပေမဲ့သူကတော့ကျွန်တော်တို့အနေနဲ့ဒီ United နဲ့ပွဲစဉ်ဒီမှာပါဖို့အချိန်ကြီးနေတယ်ဆိုတော့တင်းနေလေကျွန်တော်တို့တွေ့ထားရတယ်ဆိုတော့ဘီဘာအိုအတွက်အကယ်လို့သာ Nico Williams ပါဆုံးရှုံးရရင်သူတို့တော်တော်ကြီးကိုနင့်နာစရာဖြစ်မှာ။ဒါပေမဲ့လို့ Nico Williams ကလက်ရှိကျွန်တော်တို့ Manchester United နဲ့ကစားမယ်ပထမကြော့ကိုဒါပါလာမယ်ဆိုတဲ့အခါကျတော့ သူတို့အတွက်တော့မျှော်လင့်ချက်အများကြီးရှိသွားပြီပေါ့လေ United အတွက်လည်း BBO ဟာ Impedan ဘယ်လိုပြောမလဲ NDA ပေးနိုင်တဲ့ကိုရီကို NDA ပေးနိုင်တဲ့အတင်းမျိုးအပြင်သူကိုတိုင်းကလည်းတကယ်ကောင်းနေတာဆိုတော့ Nico Williams ကိုတိုင်းကလည်းတကယ်ကောင်းနေတာဆိုတော့ကိုရီအတွက်တော့အများကြီးပြိုပြီးတော့ပြင်ဆင်ရတော့မှာပေါ့လေဆိုတော့ပြိုင်ဘက်ကစားမ Nico Williams ပြန်ပါမယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အဓိကပြောချင်တာကတော့ David Tigia နဲ့ပတ်သက်လို့ပေါ့လေ မန်ချက်စတာယူနိုက်တက်ကလက်ရှိတင်းနေရဆိုလို့ရှိရင်ရာသီယိုခြေစွမ်းပွဲစဉ်တွေဖြစ်နောက်ဆုံးကစားမဲ့ပွဲပေါ့နော်နောက်ဆုံးကစားမဲ့ပွဲဒါဩဂတ်6ရက်နေ့မှာဖီယိုရင်တီနာအသင်းနဲ့ရှင်ပြိုင်ကစားမယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒါကဘာကိုပြောသလဲဆိုတော့လက်ရှိဖီယိုရင်တီနာမှာကစားနေတဲ့ကိုရီးယားအသင်းကူသမားဟောင်းဒေးဗစ်တီဂီယာကိုအူထရဖို့မှာပြန်ပြီးတော့မြင်ရနိုင်မဲ့အခွင့်အရေးပေါ့လေဆိုတော့ဒါကတကယ်တမ်းပြောလို့ရှိရင်ကစားသမားအတွက်ကောပရိသတ်တွေအတွက်ပါတကယ်ကောင်းတဲ့ chance ပါ เนาะတကယ်အကယ်လို့ဒီဂီယာတော့เนาะဒီဖြူရင်တီနာမှာအဲ့ဒီချိန်ကြီးဆက်ရှိအောင်မယ်ဆိုရင်ပေါ့လေအတင်းဘက်ကစီစဉ်လိုက်တဲ့အနေထားကလည်းကျွန်တော်ကတော့ဗောနော်ဒေးဗစ်ဒီဂီယာအတွက်မြန်စီစဉ်သလားဗောဒါကစားမတက်ရောက်တဲ့အတွက်တော့သူတို့လှုပ်လေးလှုပ်ထားတော့တိတ်မရှိပါဘူးเนาะဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒေးဗစ်ဒီဂီယာကိုလက်လွတ်ခဲ့ရတော့ငါအလွတ်အလွတ်နဲ့ကျွန်တော်လက်လွတ်ခဲ့ရပြီးတော့ကစားမကိုလည်းကျွန်တော်တို့ဗောနော်ပြိတ်သက်တီအတွက်တခြားကစားမဟောင်းနေလို့မျိုးဗျာကောင်းကောင်းမွန်မွန်လည်းမနှုတ်ဆက်ခဲ့ရဘူး ပရိသတ်တွေကလည်းဒေဗစ်ဒီဂီယာကိုမနှုတ်ဆက်ခဲ့ရလို့ဒေဗစ်ဒီဂီယာကိုယ်တိုင်ကလည်းအသင်းပရိသတ်တွေကိုမနှုတ်ဆက်ခဲ့ရဘူးဆိုတော့ဒါဟာအခွန်ကြီးကောင်းလို့ကျွန်တော်ထင်တယ်။ပြီးကစားမှလည်း Ultra Food ဆိုတော့ဒေဗစ်ဒီဂီယာအတွက်တော့ကျွန်တော်တို့ပရိသတ်တွေအတွက်ကိုတကယ်ကောင်းတဲ့အခွန်ကြီးပါ။ကစားမှကိုယ်တိုင်ကလည်းအသင်းမှာဆယ်သူနှစ်တခုကြာကြာကျွန်တော်ကစားသွားတာအခုဆိုလို့ရှိရင်တော့ဘာလို့သူ့အတွက်လုံးဝ proper chance ရလာပြီ။ပရိသတ်တွေကိုနှုတ်ဆက်ဖို့ဆိုတော့ဒေဗစ်ဒီဂီယာကို Ultra Food မှာကျွန်တော်တို့ထပ်ပြီးတော့မြင်အောင်မယ်။အသင်းကတော့ဒီအာရှတွေကိုစုံးနေတာပဲเนาะရာဒီယိုခြေစုံပွဲစဉ်တွေအတွက်ကျွန်တော်ပြင်ဆင်နေတာ။ နော်ခရီးတွေလည်းအမှန်ကန်သွားရအောင်မှာကစားမားတွေနေနဲ့အချိန်ကြီးကောင်းဖို့အဆင်ပြေဖို့ပဲကျွန်တော်မျှော်လင့်ရမှာပဲဘာတွေဘလို့ဆက်ပြီးတော့ဖြစ်လာအောင်လဲတော့မသိဘူးပေါ့လေနော်လောလောဆယ်မှာတော့ David Tiki ကို ultra ဖို့မှာပြန်ပြီးတော့ကျွန်တော်ဒါမြင်ရပါတော့မယ်ဆိုတော့ဒါအချိန်ကြီးကောင်းလို့လို့ထင်တယ်ကျွန်တော်ပရိသတ်တွေကတော့ဗျာလက်ရှိဦးနနာတိုင်ပက်လေး David Tiki ကိုပို့ပြီးတော့တောင်းတကြတယ်ပေါ့ဟိုကျွန်တော်တို့လည်းပဲ David Tiki နဲ့ပတ်သက်လို့ရှိရင်သဘောကျခဲ့ကြတဲ့သူတွေပဲဒါမျိုးလို့ပေါ့နော်ကျွန်တော်တို့ David Tiki နဲ့ကိုရီးယားအခန့်ကဏ္ဍဟာပြီးသွားသင့်ပြီ ကျွန်တော်တို့ကဒီဒေးဗစ်ဒီဂီယာကဗျာအသက်ကလည်းကျွန်တော်30ကျော်လာပြီဗောနော်မကောင်းတော့ဘူးမဟုတ်ပြီမြေကိုအသင်းမှာရှိတဲ့ဂိုးသမားတွေတော့ကောင်းတာဗောဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့ဒီဒီဂီယာနဲ့ပတ်သက်လို့ရှိရင်တော်သင့်နေပြီဗောနော်ဒီဂီယာတက်ပို့ပြီးတော့ကောင်းနိုင်မယ်အသက်ငယ်တဲ့ပို့ပြီးတော့ပိုတယ်ရှင်မြင့်တဲ့ကစားမတွေကိုကျွန်တော်ကကြိုးပမ်းတော့မှာဆိုတော့ဟိုဒေးဗစ်ဒီဂီယာလည်းပဲအသင်းမှာအမှားတွေလုပ်ခဲ့တာပဲဒါမှမဟုတ်လို့လည်းရှိမှာတော့အသင်းဘက်ကခေါ်ရတဲ့ဂိုးသမားတိုင်ပတ်နေတာဘသူကိုခေါ်လို့ကိုယ်ကမှမသိဘူးဖြစ်နေတဲ့အချိန် နော်ဒေးဗစ်တီဂီယာကိုတောင်းတကြတာဆိုတော့လက်ရှိအိုထရော့ဘုတ်ကိုပြန်ရောက်လာတော့မယ်ဆိုတော့ညိုရိုနီနီယောနီကိုဝီလျံပြန်ပါတာနဲ့ပတ်သက်ပြီးတော့ပြောရှင်လူငယ်တွေကိုအမှန်ကန်အသိပ္ပတ်ကအားဖြစ်နေတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်